consistency ဖြစ်ဖြစ်နဲ့လှုပ်ဆောင်နိုင်ဆိုရရှိရမဟာဒီလာမှာတော့ဗာဇရိတ်ပေါ်လာလို့မထဲနိုင်သေးဘူးလို့နောက်လာကြောင်မှထဲ့မယ်လို့သိရမလား environmental change နဲ့အတူတူ easily to adapt ဖြစ်တဲ့လူတွေက survive လုပ်နိုင်ပြီးတော့ dinosaur လိုတတဝါတွေကအကောင်ကြီးတယ်ဒါပေမဲ့အချိန်မှာအဲလုံးဝမမြင်ရတော့တဲ့ရှားပါအဲတတဝါပေါ့နော်ပျော်ရွှစိတ်တို့ပိုဟက်တို့လိုအကောင်သေးလေးတွေကတော့အားလုံးမင်္ဂလာပါရှင် financial resilience course ကနေပြန်လဲကြိုးဆိုရတယ်အဲဒီတစ်ခါမှလည်းပြီးခဲ့တဲ့ပတ်ရဲ့အဆက်လို့ပြောရမှာမသိဘူး rich people many rules ပေါ့နော် rich people live by that net broke people ignore ဆိုတဲ့ဆောင်းပါးတွေကကောင်းစီအောင်ဆက်ပြီးတော့ဆွေးနွေးမှဖြစ်ပါတယ်သူကဒီဒီဘက်မှာအဓိကသူကဘာပြောထားရလဲဆိုတော့ကြီးပွားချမ်းသာသူတွေရဲ့အဓိကကြီးပွားချမ်းသာအောင်ပေါ့နော် အဓိကပံ့ပိုးပေးနိုင်တဲ့အချက်တွေထဲခါမှာပေါ့နော်အဲ့ဒီကမှနှစ်ချက်ဖြစ်တဲ့ဒါလဲဆိုလို့ရှိရင် self discipline နဲ့ consistency ပေါ့ကိုယ့်ဘာကိုအဲ discipline စီကံတဲ့ကြလောက်ကိုင်းနိုင်စွမ်းရှိရမယ်စီကံရှိရမယ်ပြီးရင်စောင့်ချလောက်ကိုင်းနိုင်စွမ်းရှိရမယ်ပေါ့အဲ့တော့စီကံရှိရမယ်ဆိုတာကဒီ blog မှာပြောနေသလိုပဲကျမတို့မှာ financial plan တွေ budget တွေရှိရပေါ့နော်ကိုယ့်ရဲ့ financial plan financial objectives တွေကတယောက်နဲ့တယောက်မတူနိုင်ဘူး ိုယ့်ရဲ့ financial plan ကိုယ့်ရဲ့ financial objectives ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ budget ကိုရေးဆွဲထားတယ်။အဲ့ဒီ budget ပေါ်မှာကိုကစီကံရှိရှိနဲ့နေထိုင်နိုင်စွာရှိရမယ်ပေါ့။ဥပမာသူများတွေဝါနေလာနေတဲ့အချိန်၊သူများတွေစားနေတောင်းနေတဲ့အချိန်မှာကိုကကိုယ့်ရဲ့ budget အရာသူများဝါနိုင်လာနိုင်ခြင်းမရှိဘူး။ အဆက်မရှိလို့မသွားတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့ financial objectives ကိုပြည့်မီဖို့အတွက်ကိုယ့်ရဲ့ budget plan အရာဒါကိုအပူသုံးဆွဲခွင့်မရှိဘူးဖြစ်냐ပေါ့နော်အဲ့ဒါကိုကိုယ့်ရဲ့ကိုချမှတ်ထားတဲ့ budget plan တိုင်းကိုက self discipline ရှိရှိနဲ့ like လိုက်နာလုတ်ခိုင်းနိုင်စွမ်းရှိရမယ်အဲ့တော့အဲဒီစီကန်းရှိုံနဲ့ပြီးပြီလားဆိုတော့လည်းမပြီးသေးဘူးကိုလုတ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကို ဇောက်ချပြီးတော့ဇွဲရှိရှိနဲ့လုံး continuously လုံးဆောင်နိုင်ဆိုရရှိရမယ်ပေါ့ဥပမာကိုယ့်ရဲ့ financial objectives ကိုပြင်မိဖို့အတွက်အဲကိုယ့်ရဲ့ key yourself ဆိုတဲ့အတိုင်းဝင်ငွေဝင်လာတိုင်းတန်းပါဆက်ဆက်ကိုယ့်ကိုယ်ကိုပြန်ပေးရမယ်ပေါ့တဘောကတော့ကိုယ့်ရဲ့ retirement plan financial freedom အတွက်အဲ saving account လေးကိုတန်ပါစံထည့်မယ်လို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင် consistency ဖြစ်ဖြစ်နဲ့လုံဆောင်နိုင်ဆိုရင်ရမဟာဒီလာမှာတော့ဗာစရိတ်ပေါ်လာလို့မထဲနိုင်သေးဘူးလို့ အနာနောက်လာမှာတော့ဘာတွေဖြစ်လို့အဲနောက်လာကြမှာထဲ့နေလို့သိရမှာနောက်လာကြမှာပေါင်းထဲ့နေလို့အာဒီလာမှာတော့ဒါလေးတွေသုံးရမှာဖြစ်တဲ့အတွက်မသုံးမလုံနိုင်သေးဘူးပေါ့နော်မစုနိုင်သေးဘူးပေါ့အဲအဲ့လိုမျိုးမဟုတ်ဖဲနဲ့ consistency ဖြစ်ဖြစ်နဲ့စောင့်ချပြီးတော့လောက်ကင်နိုင်စွမ်းရှိရမယ်ဥပမာဒီလာမှာတော့ အဲ30%လောက်စုနောက်လာနောက်4 5 6လလောက်မစုတော့ပြန်ဘူးအဲ့လိုမျိုးလည်းမဖြစ်ရဘူး10%ဆိုရင်10%လစဉ်ပုံမှန်စုစောင်းနိုင်စွာရှိရမယ်အဲ့လိုပဲကိုကတစ်ခုခုလေးလာမယ်ဆိုလို့ရှိရင်လည်းတနေ့ကို15မိနစ်ဆို15မိနစ်ဒီနေ့စိတ်ပါလို့တနားကြီးနောက်နေ့လုံးဝမလုပ်ဘူးအဲ့လိုမျိုးတွေထဲစာလို့ရှိရင် consistency ဖြစ်ဖြစ်နဲ့လုံသွားတဲ့လူတွေဟာ compound ရဲ့ impact ကိုရရတယ်ပေါ့တိုးရင်းဘွားခေါ်မှာပေါ့ငွေအရဆိုရင်တော့တိုးရင်းဘောင် interest ပေါ့နော်အဲ့လိုမျိုးကိုရရှိခံစားနိုင်တယ်ရှိရဲဒါကြောင့်မလို့ဆင်းရဲသူအောင်မြင်ကြီးပွားသူတွေနဲ့ဆင်းရဲသူတွေမအောင်မြင်သူတွေရဲ့အဓိကကွာခြားချက်က discipline and consistency ဖြစ်တယ်ပေါ့နောက်တစ်ချက်ကကြတော့အောင်မြင်ကြီးပွားသူတွေက continuously innovate လုပ်နေပြီးတော့ easily to adapt လည်းဖြစ်တယ်တဲ့အဲ့ဒါပါလဲဆိုလို့ရှိရင်ကျမတို့ရဲ့ကဘာကြီးကအမြဲတမ်းပြောင်းလဲနေနေပေါ့နော် အဲ့တော့အောင်မြင်ချင်းကွာတိုးတက်သူတွေကကပ္ပိုင်းပြောင်းလဲနေတာကိုသိတဲ့အတွက်ကြောင့်မလို့ကပ္ပိုင်းပြောင်းလဲမှုနဲ့အမိလိုက်တယ်။ဥပမာဆိုရင်အခုဆို AI ခေတ်ရောက်လာပြီဖြစ်တဲ့အတွက် AI ဆိုတာဘာလဲဆိုတာစပြီးတော့စူးစမ်းတဲ့ technology အသစ်တွေကိုလေ့လာဖို့အတွက်မတောင်းပြဘူး။လိုအပ်ရင်အဲ့ဒီအတွက်ကိုယ့်ကိုယ်ကို invest လုပ်တယ်။အဲ့လိုပဲပြောင်းလဲနေတဲ့ကပ္ပိုင်းနဲ့တူလိုက်ပြီးတော့ပြောင်းလဲဖို့ကြိုးစားတယ် flexible ဖြစ်တယ်ပေါ့။အဲ့တော့ပြောင်းလဲနေတာကိုလည်း easy to adapt လုပ်နိုင်စွမ်းရှိတယ်ပေါ့။ အဲကျမတို့ဒီ master တက်ဝင်လာမသိဆရာမတယောက်ရှင်းပြတဲ့ example လေးတစ်ခုဆိုအရန်ကောင်းတယ်ပေါ့နော် environmental change နဲ့တူတူ easily to adapt ဖြစ်တဲ့လူတွေက survive လုပ်နိုင်ပြီးတော့အဲ easy to adapt မဖြစ်တဲ့လူတွေက survive မလုပ်နိုင်ဘူးဥပမာအဖြစ်ဆိုလို့ရှိလို့ရှင် dinosaur လို့တတဝါတွေကအကောင်ကြီးရဲ့ဒါပေမဲ့ environmental change ကိုသူက like ပြီး adapt လုပ်နိုင်တဲ့အတွက်ခုချိန်မှာအဲလုံးဝမမြင်ရတော့တဲ့ရှားပါး အဲတတဝါပေါ့နော်ဌာနာရီတွေကပုံမြင်လို့ဖြစ်သွားပြီးတော့ပရွေးစိတ်တို့ပိုဟက်တို့လိုအကောင့်သေးလေးတွေကတော့ environmental change ကိုသူတို့က easily to adapt လုပ်ပြီးတော့ like ပြီးတော့ပြောင်းလဲနိုင်ဆိုရင်ရှိတဲ့အတွက်ကြောင့်မလို့ခုချိန်ထိတက်ရှိထင်ရှားရှိပြီးတော့တက်ရှိနေထိုင်နိုင်တဲ့တတဝါတွေကမျိုးစိတ်တစ်ခုဖြစ်လာတယ်ပေါ့အဲ့ဒါကလည်းဒီ good to learn ပဲပေါ့နော် flexible ဖြစ်ခြင်း easy to learn ဖြစ်ခြင်း easy to adapt ဖြစ်ခြင်းကလည်းအရင်ကြီးကြီးရယ်ဒါကြောင့်မလို့အောင်မြင်ကြီးပွားတိုးတက်သူတွေက open minded ရှိတယ် flexible ဖြစ်တယ် easy to adapt ဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါမှာ opportunity အသစ်ဒီကိုလည်းသူကရရှိပြီးတော့အောင်မြင်မှုတွေပို့ပြီးတော့ single စီလည်းဖြစ်လာကြတယ်မအောင်မြင်မတိုးတက်ရတဲ့အဓိကအကြောင်းရင်းကတော့ဘာလဲဆိုရင်တချို့လူတွေကပြောင်းလဲရမှာကိုကြောက်တယ်လက်မခံဘူးပြီးကိုယ့်ရဲ့လုံယိုးလုံစင်ကိုပဲလုံချင်တယ်ပြောင်းလဲမှုကိုလက်မခံတဲ့အခါမှာအာ risk ကိုလည်းမယူရဘူးပြောင်းလဲပြောင်းလဲပြန်လွယ်လည်းမရှိဘူးကိုယ့်ကိုယ်ကို close mind ပဲလုပ်ထားပြီးတော့ဒီနေရာလေးမှာပဲရနေတဲ့ ပမာဏနဲ့အခွင့်အရေးတွေကိုတာယာပြောရွှင်နေတဲ့အတွက်ကြောင့်မလို့အဲဟိုဘယ်လိုပြောမလဲကိုဟာ easy to replace ဖြစ်သွားနိုင်မှာပေါ့ one day မှာပေါ့နော်အဲ့တော့ new things တွေကို challenge လုပ်ခံနိုင်ဆိုရလုပ်နိုင်ဆိုရမရှိတဲ့ခါမှာ opportunity အသစ်တွေကိုလည်းမရဘူးဒါကြောင့်လို့သူတို့ဟာအောင်မြင်ကြီးပွားမှုနဲ့အနံ့ဝေးသွားရတယ်ပေါ့ဒီနေ့အဲဒီ luck လေးပဲတင်ပြမှာဖြစ်ပါတယ်တစုံတရာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်